ချစ်ခင်လေးသားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ Okay ပါပထမဆုံးအနေနဲ့ပေါ့နော်ပြောချင်တာကဒီကျွန်တော်စီမှာအစားပြိုင်ထားတဲ့မော်ဂနန်၄ခုပေါ့နော်မထွက်တဲ့ခါကျတော့လူတော်တော်များများကဖုန်းဆက်ပြီးတော့လဲမေးတယ်ပေါ့နော်ဖုန်းနေလဲစတိုက်ခေါ်ကြတယ်အကျွန်တော်ဖုန်းလဲမကင်နိုင်ဘူးပေါ့နော်အလုပ်ကမအားတဲ့ခါကျဖုန်းလဲမကင်နိုင်ဘူးပြီးတော့ ဗိုက်ဘာတို့ Telegram တို့မှာလည်းမေးထားတဲ့မိတ်ဆွေတွေရှိရပါတော့အဲပေါ်တော်မူကျော်ဒီကွက်ဆက်လိုက်ရမလားပေါ့ဗျာเนาะအဲ့လိုအဲ့လိုမျိုးမေးတာအများဆုံးပါပဲเนาะအဲ့ဘာလဲဆိုရင်ကျွန်တော်ကမအားတဲ့ခါကြတော့လေလူအယောက်စိတ်ကျွန်တော်ပြန်မဖြေနိုင်ဘူးပေါ့เนาะအဲ့တော့မိတ်ဆွေတို့မေးတာမိတ်ဆွေတို့မေးတဲ့မေးခွန်းလေးတွေကိုကျွန်တော်ပြန် ဖြေပေးနိုင်တဲ့အခါမှာကျွန်တော်နားလဲခွန်းလို့ပေးပါလို့ကျွန်တော်ဒီကနေပြောချင်ပါတယ်နော်အဲ့လိုမေးတာလေးတွေကိုကျွန်တော်ကအရောက်တိုင်းပြန်မဖြေနိုင်တဲ့အတွက်ကြောင့်ခုလိုမျိုးပေါ့နော်အားလုံးတီအောင်ဒီလိုမျိုး site ဆွဲနေတဲ့ဗီဒီယိုလေးတဲ့ဗီဒီယိုလေးတဲ့မှာထည့်ပြောပေးတယ်ပြီးရင်အစာလေးရေးပြီးတော့မှလည်း post တင်ပေးတယ်နော်ဒါပေမဲ့လည်းတချို့ကြတော့လည်းဘလောက်ပဲရေးတင်တယ်မေးတာပဲမေးတယ်နော်ဒါပေမဲ့ကျွန်တော်ကြောက်ပြန်မဖြေနိုင်ဘူးလीနော် ကေပါအဲ့ဒီဗုဒ္ဓဟူမှုတော်ဒီကွက်ပေါ့နော်ကျွန်တော်မွေးကနတည့်ရနောက်ကြပြီးမှထွက်တက်ပါတယ်အဲ့တော့ဒီနေ့ညနေမှာကျေးဇူးပြုရိတ်နော်ဒီနေ့ညနေမှာကျေးဇူးပြုရိတ်ဆက်ကစားပေးသေးခြင်းပါနော်ဆက်ကစားပါလို့ကျွန်တော်ဒီကနေ့အလုံးတရာပြောလိုက်ပါတယ်ခင်ဗျာခု ညောင်73ရက်3လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကြိုက်ရင် like ကစားလို့ရအောင်လို့ကျွန်တော် site cycle ဆွဲပြပေးတော့မှာဖြစ်ပါတယ်အမိတ်ဆွေများအနေနဲ့ဒီ cycle ကိုအစားအနေဆုံးကြည့်ရှုလေ့လာပေးပါနော်မိတ်ဆွေတို့ကိုယ်တိုင်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါနော် နော် సైకిల్ ကိုစလိုက်အောင်ပေါ့နော်တဆွန်လောက်တော့ကိုကျူးစားခဲ့ပါတယ်တိဆုံးဒီမြောက်ခဲ့ရတော့လဲလဲတော့မကပါတယ်ကျွန်တော် సై ကဒီကနေစမယ်ပေါ့နော် ခုလိုလေကျွန်တော်အပြည့်ရောင်းဝိုင်းလေး၃ဝိုင်းကိုဝိုင်းလိုက်ပါမယ်ဒီအပြည့်ရောင်းဝိုင်းထဲမှာရှိတဲ့ကဏ္ဍ၃လုံးကိုကျွန်တော်ပေါင်းလိုက်မယ်ခင်ဗျ6နဲ့8နဲ့ပေါင်းရင်14နောက်ထပ်4နဲ့ထပ်ပေါင်းရင်18 18ဆိုတော့ကျွန်တော်တို့ shift break ပေါ့ဗျာနော် တရားလေးကဒီမှာရှစ်ပရိရပါတယ်အဲ့ဒီရှစ်ပရိကဒီမှာညနေပိုင်းမှာနှစ်6ဆိုပြီးတော့ထွက်ပါတယ်နော်နှစ်6ဆိုပြီးတော့ထွက်ထားတယ်နောက်တစ်ခုကကြာကျွန်တော်လုံးပိုင်းလေးပေါ့နော်လုံးပိုင်း1 chain လေးပေါ့နော် ဝမ်းချင်းကြတော့ဒီမှာပိုင်းအောင်လေးပေါ့နော်85နဲ့3နဲ့ပေါင်းလိုက်မယ်နော်853 853ပေါင်းလိုက်ရင်16ပေါ့နော်16ဆိုတော့6 6ရဲ့ပါဝါ1 611ချင်းဆိုပြီးတော့ကျွန်တော်ကယူလိုက်ပါမယ်ပိုင်းအောင်လေးက611ချင်းနော်အဲ့ဒီ611ချင်းเนี่ยခုနက ရှစ်ဘရိတ်ထဲမှာဒီမှာ6ဆိုတဲ့ကဏ္ဍလေးပါတယ်ပေါ့နော်6ဆိုတဲ့ကဏ္ဍလေးပါတယ်မှာ26ဆိုပြီးတော့ထွက်ထားပါတယ်အဲကျွန်တော်ဒုတိယဘင်ဆက်ကြည့်အောင်နော် ဒုတိယပင်မှာလည်းကျွန်တော်အခုဝိုင်းထားတဲ့အပြက်ရောင်ဝိုင်းတောင်းဝိုင်းကိုပေါင်းလိုက်မှာဖြစ်ပါတယ်၃နဲ့၈နဲ့ပေါင်းရင်17နောက်ထပ်၁နဲ့ထပ်ပေါင်းရင်12နဲ့ဆိုတော့ကျွန်တော်ကနှစ်ဘရိတ်ဆိုပြီးတော့ယူလိုက်မယ်ပြန်အောင်လေးက3 8 1ကိုပေါင်းလိုက်တာ12ဖြစ်တဲ့အတွက်ကြောင့်နှစ်ဘရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ် အဲ့ဒီနှစ်ပြိတ်ကဒီမှာညနေပိုင်းမှာ66ဆိုပြီးတော့ထွက်ထားပါတယ်နော်ပြီးတော့ကျွန်တော်1ချင်းလေးပြပေးမယ်နော်ဒီနှစ်ပြိတ်66 66မှာကျွန်တော်1ချင်းလေးကျွန်တော်ပြပေးမယ်နော်မချင်းလေးရဒီမှာပိုင်းအောင်လေးဖြစ်ပါတယ် ပိုင်းအောင်လေးထဲမှာရှိတဲ့1ရဲ့6ရဲ့4ရဲ့ပေါင်းလိုက်မယ်ခင်ဗျာနော်အဲ့ဒီ1 6 4ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်71 71ဆိုတော့6 6ရဲ့ပါဝါနော်1 1 6လေးပေါင်းရင်71ဆိုတော့1 1ရဲ့ပါဝါ6 1 6 1ပေါ့နော်အပိုင်းအောင်လေးကကျွန်တော်1 6 1ရပါတယ်အဲ့ဒီ1 6 1နဲ့က ီမှာ6ဆိုတဲ့ကဏ္ဍလေး6ဆိုတဲ့ကဏ္ဍလေးနဲ့ကျွန်တော်တို့နှစ်နှစ်အနှစ်ဘရိတ်ဆိုပြီးတော့ထွက်ထားပါတယ်နော်နှစ်ဘရိတ်ကို1 6ဝင်ခြင်းနဲ့က6နဲ့တွဲပြီးတော့6 6ဆိုပြီးတော့ထွက်ထားပါတယ်ဒါလေးကတော့ဒုတိယပင်ပေါ့နော် ဒုတိယပင်ပြီးသွားပြီပေါ့နော်ဒုတိယပင်ပြီးဆိုတော့ကျွန်တော်တတိယပင်ဆက်ကြည့်အောင် ဒီအပြည့်အဝဝိုင်းတော့ဝိုင်းကိုကျွန်တော်ပေါင်းလိုက်မယ်ပုံညာနဲ့6နဲ့ပေါင်းရင်6အထက်9နဲ့ထပ်ပေါင်းရင်7 7ဆိုတော့တစ်ဘရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ် ပြန်လေးက3965ကိုပေါင်းလိုက်တာစတိဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် tip break ဆိုပြီးတော့ယူလိုက်ပါတယ်အဲ့ဒီ tip break ကဒီမှာ၄ခွန်းဆိုပြီးတော့ထွက်ထားပါတယ်ဟောပြီးနောက်ထပ် one chain လေးကျွန်တော်ပြပေးမယ် one chain လေးကဒီမှာအပိုင်အောင်လေးဖြစ်ပါတယ် ပြပေးအောင်လေးထဲမှာရှိတဲ့ခဏတုံးလုံးကိုကျွန်တော်ပေါင်းလိုက်မယ်9ရက်9ရက်8ရက်9ရက်9ရက်8ရက်ပေါင်းလိုက်လို့ရှိရင်7ခွန်7ခွန်ဆိုတော့ခွန်ခွန်ရဲ့ပါဝါ2ခုနှစ်ဝမ်းချင်းဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ်။ပန်းအောင်လေးက953ပေါင်းလိုက်တာဆက်ခွန်ဖြစ်တဲ့အတွက်ကြောင့်ခုနှစ်ဝမ်းချင်းပေါ့နော်။အတစ်ဘရိတ်ကိုခုနှစ်ဝမ်းချင်းနဲ့ဒီမှာခုနှစ်ဝမ်းချင်းနဲ့ခွန်ဆိုတဲ့ကဏ္ဍလေးနဲ့တွဲပြီးတော့ လေးခွန်ဆိုပြီးတော့ထွက်ထားပါတယ်ဒါလေးကတော့ဒုတိယပင်ပေါ့နော်ဒုတိယပင်ပြီးတော့ရမှာနော်ဒုတိယဒုတိယပင်ပြီးဆိုတော့ကျွန်တော်တတိယပင်ဆက်ကြည့်အောင် sorry sorry နော်လေးပင်မြောက်ပေါ့ဗျာနော်တုံးမင်ပြီးဆိုတော့လေးပင်မြောက်ကိုဆက်ကြည့်အောင် sorry နော်ကျွန်တော်ဒီဆိုက်ဆွဲရင်းနဲ့ပြောတာပြောတဲ့ထဲမှာအမှားလေးတွေရှိခဲ့ရင် နားလည်ပေးပါနော်ခုနကလည်း ကလေးရဲ့ဘေးမှာဒါပြီးတော့ကြည်ကြနေတဲ့ခါကျတော့အာယုံကညာရွားတယ်ပေါ့ဗျာနော်အကျွန်တော်လေးဘေးမြောက်ကဒီအခုကျွန်တော်ဝမ်း ပြထားတဲ့1 3ဝမ်းကိုပေါင်းလိုက်မယ်ပေါ့နော်ကိုနဲ့တော့နဲ့ပေါင်းရင်7နှစ် ဒီအပေါ်ကတောင်းတဲ့စက်ပေါင်းမှဆိုလို့ရှိရင်15ပေါ့နော်15ဆိုတော့9 break ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဘယ်လိုမျိုးပေါ့နော်ကို ပြောတာဆိုတာဟိုဒီထဲမှာပြောတာလေးတွေမှားရင်ဖြစ်တော့လို့ဖြတ်ပြီးတော့ပြန်ရိုက်မယ်ဆိုလို့ရှိရင်အချိန်တွေကကြာသွားမယ်ပေါ့နော်အဲ့ကျွန်တော်ကမဖြတ်ဘူးဆက်ပြီးတော့ပဲ cycle ကိုဆွဲပြပေးတယ်ပေါ့နော် ငါပြရရကိုနော်အဲ့ငါပြိတ်နဲ့တွဲရမယ်ဝမ်းချင်းကြတော့ဒီမှာပိုင်အောင်လေးဖြစ်ပါလေ ပဲရောင်းထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုကျွန်တော်ကပေါင်းလိုက်မယ်116ပေါ့နော်2ရဲ့1ရဲ့6ရဲ့ပေါင်းလိုက်လို့ရှိရင်9ကိုဆိုတော့9ရဲ့9ရဲ့ပါဝါ4ရဲ့ကို1 chain ယူလိုက်မယ်ပဲရောင်းလေးက9လေး1 chain ရတယ်ပေါ့နော်အဲ့တော့73ရဲ့3025ဒီနေ့ညနေ4နာရီခွဲမှာ၄ပင်ဆက်ပေးမယ်ဆိုလို့ရှိရင် ငါးဘရိတ်ကို ကိုလီဝမ်ချင်းနဲ့ကျွန်တော်ကန်ဆန်းရမှာပေါ့ဗျာနော်။ဟောငါးဘရိတ်ကိုလီဝမ်ချင်းနဲ့ကျွန်တော်ကနန်းလေးစီပေးမယ်။96 a 41 a ဒါလေးကတော့အဓိကမိန်ပေါ့နော်အရန်လေးကျွန်တော်ထည့်ပြအောင်မယ်အရန်ကကြတော့ကျွန်တော်တို့ငါးဘရိတ်ပါဝါ၃ညဘရိတ်ပေါ့နော်ငါးဘရိတ်ရဲ့ပါဝါ၃ညဘရိတ်ဆိုတော့6 1 r ရဲ့6 r ရဲ့ပေါ့နော် လိုအလိုလလလလလုံးမလောက်အောင်ပေါ့နော်ခလျာငိုစတုံးရ3လ2025ညနေ4နာရီခွဲတွက်96အရဲ့41အရဲ့အဓိကမင်းဖြစ်ပါတယ်နော်91အရဲ့46အရဲ့ကတော့ကျွန်တော်အရင်လေးထည့်ပေးထားတာပေါ့နော်ငါးပရိတ်ရဲ့ပါဝါ၃ပရိတ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ကျွန်တော်ချင်းမိတ်ဆွေများအနေနဲ့ဒီဝါချင်းလေးကိုကြိုက်တယ်ရင်လည်းမိတ်ဆွေကြိုက်တဲ့ကဏ္ဍနဲ့ကပ်ပြီးမှကစားလို့ရတယ်နော်ဒီ break ကိုကြိုက်ရင်လည်းမိတ်ဆွေကြိုက်တဲ့ကဏ္ဍနဲ့ကဏ္ဍနဲ့ကပ်ပြီးမှ main main တင်ကစားမယ်ဆိုရင်လည်းရပါတယ်နော် okay ညနေတော့ cycle ရတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကြားမှချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်ဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆွေးနွေးနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေ ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေလို့ကျွန်တော်ဒီအစီအစဉ်နဲ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဖြည်း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 အနေနဲ့တော့ကလင်းငုံတန်းလေးပေါ့ဗျာနော်